ငရဲပြည်ကိုလာကြရတဲ့မာတုကာမာများအကြောင်းဘာဖြစ်လို့ဒီအမျိုးသမီးမိန်းမတွေဟာငရဲပြည်ကို လာကြရတာလဲလို့ဆိုရင်အရှင်အနုရောဓကိုတော်မြတ်ကြီးကမြတ်စွာဘုရားနာကိုချင်းကပြီးတော့မှမိကုံလေးတွေမေးလျှောက်ပါတယ်မြတ်စွာဘုရားတဲ့တပိတော့ဒိဗာသကုညာနဲ့လောကကြီးကိုကြည့်ရှုလိုက်တဲ့အခါမှာအမျိုးသမီးတော်တော်များများဟာ နရဲပြည်ကိုသွားကြပါတယ်တဲ့အဲ့ဒီအမျိုးသမီးတွေကွယ်လွန်သွားတဲ့အမျိုးသမီးတွေဟာဘာဖြစ်လို့ငရဲပြည်ကိုအသွားများကြတာလဲဖရာလို့မြတ်စွာဘုရားကိုမေးလျှောက်ပါတယ်အဲ့ဒီမှာမြတ်စွာဘုရားကအနုရုဒ္ဓာတဲ့ဒီအမျိုးသမီးတွေကွယ်လွန်သွားကြတဲ့အခါအပေကိုလာချောင်းအချက်၃ချက်ရှိတယ်တဲ့အဲ့ဒီအချက်၃ချက်ကဘာတွေလဲလို့ဆိုရင်နံပါတ်၁နာနဲ့မိုးတောက်အလင်းရောက်လာတဲ့အခါမှာ ကိုယ့်ရဲ့ပစ္စည်းဥစ္စာတွေကိုဝန်တိုတယ်ဝန်တိုမစ္စရိယဖြစ်တယ်ပေါ့မပေးရမကြွေးရမလူရမတန်းရဒီလိုစိတ်မျိုးတွေဖြစ်တယ်တဲ့နံပါတ်2အချက်ကတော့နေ့လယ်ခင်းရောက်လာတဲ့အခါမှာအဲ့ဒီအမျိုးသမီးတွေဟာသူတစ်ပါးရဲ့ပစ္စည်းတွေကိုညူစုစောင်းမြောင်းလေးရှိတယ်တဲ့ဥပမာဆိုကြပါစို့သူတစ်ပါးကကိုယ့်ထက်ကိုတားပြီးတော့ ဝတ်စားစင်ရင်မှုတွေကအစသုံးတဲ့အသုံးဆောင်တွေကအစခုတက်ကိုတားနေပြီဆိုရင်ညူစုစောင်းမြောင်းပြီးတော့စိတ်ထဲမှာမကောင်းတဲ့အကျင့်တွေဖြစ်နေတယ်။ဒါဆိုရင်အပယ်ကိုလာပါတယ်။ဒါနံပါတ်1အချက်ပါ။နံပါတ်3အချက်ကတော့အမျိုးသမီးတွေဟာညရောက်လာတဲ့အခါမှာကာမရာကထကြွတောင်းကျမ်းနေတဲ့။ဒီအချက်3ချက်နဲ့ပြည့်စုံတဲ့အမျိုးသမီးတွေဟာ မရဲပြည်ကိုလာကြရပါတယ်လို့မြတ်စွာဘုရားကဖြေတော်မူပါတယ်။အပြိုကြီးတယောက်အကြောင်းကိုပြောပြမယ်ဗျာ။ကောတလတန်းရဲ့ဆန္ဒပုတ်ရွာလေးတရွာမှာအပြိုကြီးတယောက်ရှိပါတယ်။အဲ့ဒီအပြိုကြီးကရုပ်ရည်ကလည်းအမတန်ချောမောလှပပြီးတော့ပစ္စည်းဥစ္စာတွေကလည်းပေါ်ပါတယ်။ဥစ္စဘောရုပ်ချောပေါ့။အဲ့ဒီအမျိုးသမီးကြီးရဲ့အိမ်နားမှာ ခยีသွားတဲ့သူတွေတဲခိုဖို့အတွက်အိမ်လေးတစ်လုံးစောက်ထားပါတယ်။အဲ့ဒီအိမ်လေးတစ်လုံးကို အရှင်အနုရုဒ္ဓရောက်ရှိလာပါတယ်။အရှင်အနုရုဒ္ဓကမိုးလဲချုပ်သွားပြီဆိုတော့ဒီညကြီးမှာတဲမယ်ပေါ့။တဲမယ်ဆိုတော့တဲခိုတဲ့အိမ်လေးနဲ့နီးတဲ့အပြူကြီးကိုပန်ကြရပါတယ်။ဒီမှာတရင်သုံးကျင်တော့ဒီညဒီမှာကျင်းကျင်တော့အဆင်ပြေမလားဆိုတော့ပြေပါတယ်ဖေယားလို့အရှင်အနုရုဒ္ဓာတရင်သုံးမယ်လဲလို့ပေါ့ တခြားသောတခြားသောဧည့်တွေကဆိုက်ဆိုင်မြိုက်မြိုက်ဆိုသလိုအဲ့ဒီတဲကိုတဲ့အိမ်လေးကိုရောက်ရှိလာကြပါတယ်။ရောက်ရှိလာတော့အပြူကြီးကလည်းပဲအရှင်အနုရတာကိုရှောက်တယ်။အရှင်ဘုရားတဲ့ဟောဒီတဲကိုမဲ့အိမ်လေးမှာလူတွေကလည်းပဲကြက်ကြက်တိတ်တိတ်နေဆိုတော့အရှင်ဘုရားအနေရထိုင်ရခက်လိမ့်မယ်တဲ့။အရာဘို့တပိတော်မအိမ်မှာခရံလေးတလုံးရှိပါတယ်ဖေဟာတဲ့အရှင်များအဲ့ဒီမှာလာကြိမ်းမလားလို့သူကပြင့်ပါတယ်ဒီအပြိုကြီးက ရှင်အနုရုဒ္ဓကိုမြင်ကလေးကတတ်မဲ့နေတယ်ဆွဲလန်းနေတယ်ချစ်ခင်နေတယ်ဗျပြန်တော့ရှင်အနုရုဒ္ဓကလည်းပဲစိတ်စိတ်ဝန်ခံတော်မူပြီးတော့ကြွတော်မူပါတယ်ညရောက်လာတဲ့အခါကျတော့ဒီပြူကြီးကအိမ်မှာရှိတဲ့ဟိုလှပီးဟိုတိုက်ရပါပြီဆိုတဲ့အဝတ်စားမျိုးကိုရွေးချယ်ပြီးတော့မှအရှင်အနုရုဒ္ဓရှင်မှာဝတ်ပြပါတယ်ပြီးတော့မှရှောက်ပါတယ်အရှင်ဘုရားတဲ့ ပည့်တော်ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုလည်းပဲအရှင်ဘုရားသိမ့်ပိုက်တော်မူပါ။နောက်ပြီးကြတော့တပည့်တော်ကိုလည်းပဲအရှင်ဘုရားရဲ့အပိုင်အဖြစ်သိမ့်ပိုက်တော်မူပါ။နားလည်အောင်ပြောရရင်တပည့်တော်ကိုယူပါပေါ့ဒီလိုပြောပါတယ်။အရှင်တို့တို့ရာကစိတ်စိတ်ပဲနေပါတယ်။မြူကြီးကိုလည်းမကြည့်ပါဘူး။ဒီလိုပြောလို့သူစကားကိုနားမထောင်မှန်းသိတော့ဒီမြူကြီးကဘယ်လိုလုပ်ပြတော့ဆိုတော့ ခန္ဓာကိုယ်မှာဝတ်ထားတဲ့အဝတ်တွေကိုအကုန်လုံးချွတ်ပလိုက်တယ်။ဘုလိစလေးဖြစ်သွားတာပေါ့ဗျာ။အဲ့ဒီလိုဖြစ်သွားတော့လမ်းလျှောက်ပြရတယ်။ထိုင်ပြီးတော့မှမြူဆွဲတယ်။အိပ်ပြီးတော့မှမြူဆွဲတယ်။အမျိုးမျိုးသောနီးနဲ့နီးတွေနဲ့အရှင်အနုရုဒ္ဓကိုတော်မြတ်ကိုမြူဆွဲပါတယ်။ဘလောက်ပဲမြူဆွဲမြူဆွဲအရှင်အနုရုဒ္ဓကတော့မျက်လွာလေးကိုချပြီးတော့မှ အမျိုးကြီးကိုလည်းမကြည့်ပါဘူး။အေးစိစိပဲတရားမှတ်နေပါတယ်။ ဒီလိုမျိုးဆွဲလို့မရမှန်းတည်သွားတော့ပြူကြီးကသဘောပေါက်သွားတယ်။ဩလောကကြီးမှာရှိတဲ့ယောက်ျားတော်တော်များများကငါ့ကိုကြိုက်ကြတယ်။ငါပစ္စည်းဥစ္စာတွေကိုမဲ့မောကြတယ်။ဒီကိုတော်ကတော့ငါ့ကိုလည်းမတမ်းပါဘူး။ငါ့ကိုလည်းမဆွဲတာဘူး။ငါပစ္စည်းဥစ္စာတွေကိုလည်းမမဲ့မောဘူး။ဒီလိုယောက်ျားမျိုးကရှားပါလေ။အဲ့တော့ငါတရားကျင့်တဲ့ အမျိုးသားကိုငါဖြတ်စည်းမိတော့မယ်မဖြစ်ဘူးငါတောင်းပန်မှာဆိုအဝတ်တွေကိုပြန်ဝတ်ပြီးတော့အရှင်ဘုရားတပည့်တော်မလိမ်မို့မလိမ်မာလေးကိုအရှင်ဘုရားခွင့်လွှတ်တော်မူပါတပည့်တော်အပြစ်တွေကိုလည်းအရှင်ဘုရားဝေမြူပါနဲ့ဘုရားလို့ရှောက်တော့အရှင်အနုရောဓကြီးကလည်းခွင့်ပြုပါတယ်ခွင့်လွှတ်ပါတယ်နောက်နေ့နာနေမို့တော့အလင်းရောက်တော့အရှင်အနုရောဓကိုစွန့်နေကပ်ပါတယ်စွန့်ကပ်ပြီးတော့တရားဟောလိုက်တဲ့အချိန်မှာဒီအပြူကြီးကလည်းဗုဒ္ဓဘာသာဝင်တယောက်ဖြစ်သွားပါတယ်တဲ့ ကျင်းကျုပ်ပြန်ပြောရမယ်ဆိုရင်တော့အမျိုးသမီးတွေအပယ်ကြတာဘာဖြစ်လို့လဲဆိုတော့ခဏနေရအမျက်စွာပြားမှိန်ခဲ့တဲ့နံပါတ်1နန်းနယ်မို့တော့အရင်အလင်းရောက်လာတဲ့အခါမှာဘိုးပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကိုဘွန်တိုမစ်ဇီရီယာဖြစ်တယ်မပေးနိုင်မကြွေးနိုင်မလူရဲ့မတန်းရဲ့ဖြစ်ပါတယ်အဲ့တော့ပေးပါကြွေးပါလူပါတန်းပါလူပါတန်းပါဆိုတဲ့နေရာမှာကြွေးပါမွေးပါဆိုတဲ့နေရာမှာကိုယ်အိမ်မှာရှိတဲ့ခွေးလေးတွေကြွေးမလားကြောင်လေးတွေကြွေးမလား ိုသားတွေကိုသမီးတွေကိုပဲပေးမလားကျွေးမလားတခြားသောညာတန်ဃာတွေကိုလည်းလူပါတမ်းပါဒါကိုပြောတာဖြစ်ပါတယ်။နာမနေအချက်ကတော့သူတစ်ပါးတွေကြီးပွားနေတယ်အောင်မြင်နေတယ်ကိုထက်ကိုတာသောအတုံးဆောင်တွေကိုတုံးဆောင်နေရပြီဆိုရင်ကိုစိတ်မှာအိတ်တာမင်းစရိယမဖြစ်ဖဲနဲ့အော်သူတို့တွေဒီထက်ဒီထက်ကောင်းတဲ့အုံဆောင်တွေဟိုကောင်းစားလာတွေကိုဝတ်နိုင်ကြပါစေဆိုပြီး မုဒိတာပွားများရပါမယ်။နံပါတ်3အချက်ကတော့ကာမရာကထကြွတောင်းကြံတယ်ဆိုတဲ့ညမှာဒီစိတ်ဒီစိတ်တွေဟာပုထုဇဉ်တိုင်းဖြစ်တဲ့စိတ်တွေဖြစ်ပါတယ်။ဒီစိတ်ကိုဗရိတ်အုပ်နိုင်မှုဆိုရင်တော့တတိလိုအပ်ပါတယ်။တတိနဲ့ထိတ်ချုပ်ပြီးတော့မှဗရိတ်အုပ်ပါလို့ပြောချင်ပါတယ်။ဒီအချက်3ချက်ကိုရှောင်ကြပါလို့ပြောရင်းနဲ့အားလုံးပဲကြမ်းမှချမ်းသာကြပါစီခင်ဗျာ။